အတော်တော်ကြာပြီမပြောသေးရတော့ဟိုဘယ်လိုသီးမွေးကိုပို့ကြိုက်တယ်ဟိုဘယ်လိုပြောမလဲဖီးချမ်းကိုမကြိုက်ဘူးဒါပေမဲ့လည်းငါပြောသေးဆိုဘာဖြစ်ဖြစ်တော့စားဖြစ်တယ်စားဖြစ်ဆိုမရှိကြနဲ့ဟိုမပြောသေးရတကယ်ကိုအစာလဲခံတယ်ပြီးတဲ့ခါကျတော့အစာလဲခံတယ်ပြီးတဲ့ခါကျတော့ထမင်းမစားချင်တဲ့လူတွေကြတော့အရန်အဆင်ပြေတယ်ဗိုက်စာရေဆိုငါပြောကြီးလုံးစားလိုက်တယ်ပြီးတော့နောက်ဆောင်အစိမ့်မုတ်လေးတွေလေအခန်းထဲမှာစောင်းထားအခုတောင်းဝဲဖြစ်သွားပြီလေအချက်တွေအများကြီးပဲ အစိမ့်မုတ်ဆိုတာလေအဲ့လိုမျိုးလေးတောင်မုတ်လေအဲ့ဒါကိုလည်းအခန်းထဲမှာစတန်းမိုက်ထည့်တာဗိုက်စားလဲဆိုရှင်အဲ့ဒါလေးပဲစားလိုက်တယ်ခုနှစ်ရက်ထဲနဲ့မမစားဝိတ်ကြွားပါဘောနော်ခုနှစ်ရက်ထဲနဲ့ဝိတ်ကြွားပါညစာဆက်မစားတော့ဘူးအခု exercise လဲလုပ်တော့မှာအိုးရောပုံပုံစံမျိုးပြန်ဖြစ်ချင်တယ်ပြင်တော့လူတွေအကုန်လုံးကပိန်သွားတယ်ပိန်သွားတယ်တော့ပြောကြတယ်ဒါမဲ့သူအဲ့ထဲကိုပိုပိန်ချင်တာဟိုကမော်ရယ်ရှောက်ခဲ့တဲ့ပုံစံမျိုးပြန်ပိန်ချင်တာအဲ့ဒါကြောင့်ပြန်ပိန်ချင်တာအဲ့ဒါကြောင့်လေဟိုဘယ်လိုရောမယ့် ဟို exercise ကုမရမယ် exercise 6လရှိပြီအော်ဟုတ်တယ်ဖိုးဝါရုပ်ရှင်ထုတ်လို့ရလေမမဆောင်အဲ့ဒီအမပါလေပိုင်ရှင်မလေးဟိုမန္တလေးနူပါလေး အာဟိုဒီဒီတခါတော့လာပြီပါအဲ့လိုပြောကိုကပရမတော်ကကြတော့နည်းနည်းမနည်းရလေပွဲတက်ကြည့်ပူဇော်ပွဲမှာနည်းနည်းလေးနှာမွန်တယ်လို့ဖြစ်နေတော့လေအဲ့လိုငါသွားနိုင်ပါမလားမသိဘူးလို့ပြောတာမအားလေမရအောင်တော့မမဆောင်းနဲ့ဒီနေ့တော့ရအောင်လာပြီးရမယ်တဲ့မလားမလားသူ့ပွဲမလားပြီးပြတာကြာပြီပေါ့နော်အဲ့နဲ့ဟိုကိုလေးလေးစစဖိတ်တာဆိုတော့လေဟိုဆောင်းလဲအဲ့နဲ့ဟိုဘယ်လိုပြောမလဲဆာဆေးလေးပါကြီးတောက်ပြီးတော့လာလိုက်တယ်နှာနည်းနည်းမွန်နေတာအဲ့လိုအဲ့လိုအောက်ပိတ်သွားလား အကောလုံးဝိုင်းပြောနေရကိုကကိုကိုဒီထက်ပိတ်ကျင်တာဟိုဟာဘောညနေစာမစားဘူးစောင်းဟာညနေစာမစားဘူးပြီးတော့ဟိုဘာလဲဟိုရင်ဟိုဟာပြေးဆက်ပေါ်မှာလဲပြေးလိုက်တာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အိမ်မှာလဲဆက်ရှိနေတော့ဆက်ဖုန်တက်နေအားကြောင့်ဆက်ဖုန်တက်မှာကြာလို့ကိုပြေးလိုက်တယ်အခုတလောပေါ့နော်ဟို exercise တော့ပွားပြီးတော့လုပ်အောင်မှာပါဟိုခါလိုက်ကြတော့စာအိုက်စီဒိုနာနာရီယဲမှာလောက်တာပေါ့เนาะအခုမလောက်ပြတာ6လလောက်ရှိပြီအခုအခုကဟိုမှာလဲဟိုရင်း ဆောင်းခေါ်နေရတယ်ခေါ်နေတော့အဲ့နဲ့သွားဖို့တော့ရှိပါပဲဟုတ်ဆောင်းကထမင်းစားလားဆိုတော့ဟိုပါပေါ့ညနေစားမစားတော့ဘူးဆောင်းကလေမစားတော့ခုလောက်ဆိုရင်ဟို9ရက်လောက်ရှိပြီခါကြိုင်လေတုံတုံလုံးဘာလို့တော့ဖြစ်လဲဟုတ်ဒီပတ်တီတော့ အားကြီးပါကြီးလို့ခုနှစ်ရက်ကြီးများတော့ညနေစာမစားသေးဘူးအဲ့ဒါဘာဖြစ်အင်အားဘူးစရာတွေကိုဟာတဲ့ရှင်တွေတိုက်ကြွေးသူပြင်းနေမင်းကနေရည်နေကြတယ်အော်ခုနှစ်ရက်ကြီးများအောင်လဲဆိုပြီးတော့ဟိုဟာဘောလောလောခုနှစ်ရက်နဲ့ဒီတော့ပိန်နေဆိုမစိုးဘူးလေဟိုဘာဖြစ်လို့ဆိုညနေစာကိုစားအခုရှော့ထားတယ်ရှော့ထားတယ်ညနေပိုင်းမစားတော့ဘူးညနေပိုင်းအင်ဘော်ဟင်းကျိုးလေးပါလိပဲတောက်တယ်အင်းကျိုးတော့တောက်တယ် အဲ့အားနေအောင်မယ်ချက်ကြော်လေးပါလေကျွေးကြအောင်ဆိုပြီးတော့ဆောင်းရလေးပြောရသေးတယ်အရာအမားတွေကိုအဲ့ဒီနေ့ချက်ကြော်လေးကြော်ထားတယ်ပိတ်အောင်မယ်ဟိုကမစားပါဘူးဆောင်းကချက်ကြော်လေးတော့စားမယ်အဲညနေစာမစားတော့ပဲချက်ကြော်လေးပဲစားပါလေမမဆောင်နီးတုံးကြည့်လိုက်လေဒါပဲဟိုကပေါ့အိမ်မှာဆိုလို့ရှိရင်လေအဲ့ဘာလဲဟိုရင် ထောပတ်တွေလည်းအရန်စားဖြစ်တယ်အမားတွေအမားတွေကလေသူတို့ကလည်းအရန်ကြိုက်ကိုကလည်းအရန်ကြိုက် မနေ့ဆိုရင်ပေါမုတ်ထော်ဘတ်တော့ကရှယ်ရှေ့ကိုရောက်နေပြီမလုံးနဲ့ဟဲ့လို့ကိုကပိတ်ခြင်းနေရလေအဲအကြောင်းအမားတွေကိုပြောရတယ်ကျွန်မကိုထော်ဘတ်တွေပါမထည့်နဲ့လို့ဘယ်လိုပြောမလဲအာစတော်ဘယ်ရီကိုလည်းထည့်ပေးပါဗောနော်အဲ့လိုပြောရထမင်းကတော့အခုညနေစာမစားဘူး9ရက်ပဲ9ရက်ပြင်မဲ့အကြွားရယ်9ရက်ထဲနဲ့မမစားဝိတ်ကြွားပါဗောနော်9ရက်ထဲနဲ့ဝိတ်ကြွားပါညစာဆက်မစားတော့ဘူးအခု exercise လည်းလုပ်တော့မှာဟိုတော့ပုံစံမျိုးပြန်ဖြစ်ချင်တယ် ပြင်တော့လူတွေအကုန်လုံးကပိန်သွားတယ်ပိန်သွားတယ်တော့ပြောကြတယ်။ဒါမဲ့သူအဲ့ထက်ပိုပိန်ချင်တာ။ဟိုကမော်ရယ်ရှောက်ခဲ့တဲ့ပုံစံမျိုးပြန်ပိန်ချင်တာ။အဲ့ဒါကြောင့်ပြန်ပိန်ချင်တာ။အဲ့ဒါကြောင့်လေဟိုဘယ်လိုရောမလဲ။ဟို exercise ကုမရမယ်။ exercise 6လရှိပြီ။စားရလား။နည်းနည်းပြည့်သွားတယ်။အဲ့ throw bag တွေစားလို့အဲပြည့်သွားငငယ်ကကြောက်ဝချမ်းများတော့ပဲရှိကြတယ်။အဲ့တော့ပုံစံမျိုးပြန်လို့ချင်းအဲ့ဟိုပါလေတပွဲလုံးဆူလို့ညံ့လို့ရွှေရှင်ကအိမ်မှာဆိုရင်ရောက်ခေရှာလောက်တာလေ အဲ့မှာဆိုရင်အဲ့အဲ့လောက်ကိုပြန်ပိန်ချင်တာအဲ့တော့ကတော့ဟိုအိုင်တင်နေပါပြီတော့အားမရဘူးကိုကိုကိုတော့ရောက်ကရှာလောက်တာလေဒါပေမဲ့ဟိုမဟာမှာထွေလာထဲတဲ့ချိန်မှာတော့မမစောင်းကြိုက်တယ်တဲ့အဲ့လိုမျိုးတော့ပြောတာပေါ့နော်ပိသက်တွေကစောင်းဝေါ်မှာတော့ share ထားသေးတယ်လေရောက်ကရှာမဟာကနေပြီးတော့ပြနေတာပေါ့နော်အဲ့ဒါလည်းယုံတင်ကားပဲလုံးနေကိုဘေးမှာတင်သွားအဲ့တော့ကလောက်ပြန်ပိန်ချင်တာအဲ့တော့ကလောက်ပြန်ပိန်ချင်တယ်စောင်းမနေ့စောင်းတော့ရှင်မင်းလိုပဲစားတယ်ညနေစောင်းတော့အဲ့လို ။တောင်းစားလို့စား။နင်းမင်းစားတော့ရှင်မယင်လို့ပြောစားလဲဆိုတော့အဲ့လိုပေါင်မုတ်ထောပတ်တုတ်တွေဟာ၃ချက်လောက်စားလိုက်တယ်။ပြီးရင်လေစတော်ဘယ်ရီကိုကြိုက်တယ်ပြောတော့လဲစတော်ဘယ်ရီကို၃ချက်လောက်စားလိုက်တယ်။ပေါင်မုတ်ကလည်းရှယ်စားတာ။ပေါင်မုတ်ဟိုတောင်းတောင်းပေါင်မုတ်မကြိုက်ဘူး။ပေါင်မုတ်အကောင်စားတွေပဲကြိုက်တယ်။အဲ့လိုချိုတဲ့ပေါင်မို့စိုက်တဲ့ပေါင်မို့ပေါ့နော်ပေါင်မို့ကြီးပဲစားလို့ရှိရင်အရသာရှိရဲ့ပေါင်မို့အဲ့မျိုးကြိုက်တာ အဲ့ဒါနောက်တစ်ခါကျအဲ့ပေါင်မုတ်မှာအဲ့လိုမျိုးပေါင်မုတ်ထော်ဘတ်တော့အာဘယ်လိုပြောမလဲသုံးချက်လောက်စားရတယ်။ဒီခါကျရင်မကျင်တဲ့စတော်ဘယ်ရီကိုထပ်တုပ်ပြီးတော့စားရတယ်။ဟိုငါပြောသေးရလားမဖြစ်မနေစားရတယ်။ဒီနေ့သုံးလုံးလောက်။အင်းငါပြောသေးစားလိုက်လို့ရှိရင်စားအစခံအောင်ရတယ်လေ။ဟိုကျုပ်သုံးလုံးစားရတယ်။ကျုပ်သုံးလုံးစားရတယ်။ အဲမပြုတ်ပြီးတော့စားတာဟိုအနစ်တစ်ပိုင်းမစားရင်လွင့်ပစ်လိုက်ပေါ့နော်တချို့ကအနစ်ကိုပိုကြိုက်တာရှိရဲစားတော့ဟိုဘယ်လိုပြောမလဲအနစ်လည်းနည်းနည်းစားတယ်ဒါပေမဲ့အကအဓိကစားတာပေါ့နော်အဲ့လိုမျိုးပြီးတော့ဟိုဟိုဘယ်လိုပြောမလဲဟိုဘယ်လိုပြောမလဲကျုပ်ကိုကြော်ပြီးတော့လည်းစားတယ်အလုံးလိုက်လေကျုပ်ကိုကြော်ပြီးတော့လည်းအလုံးလိုက်စားကြိုက်တယ်တော်တော်ကြာပြီမပြောသေးတော့ဟိုဘယ်လိုသီးမွေးကိုပိုကြိုက်တယ်ဟိုဘယ်လိုပြောမလဲဖီးချမ်းကိုမကြိုက်ဘူး ဒါပေမဲ့လည်းငပြောသီးဆိုဘာဖြစ်ဖြစ်တော့စားဖြစ်တယ်။စားဖြစ်ဆိုမရည်ကြနဲ့ဟုတ်။ငပြောသီးကတကယ်ကိုအစာလဲခံတယ်။ပြီးတဲ့ခါကျတော့အစာလဲခံတယ်။ပြီးတဲ့ခါကျတော့ထမင်းမစားချင်တဲ့လူတွေကြတော့အရန်အဆင်ပြေတယ်။ဗိုက်စာရီဆိုငပြောသီးလုံးစားလိုက်တယ်။ပြီးတော့နောက်ဆောင်အစိမ့်မုတ်လေးတွေလေအခန်းထဲမှာစောင်းထားအခုတောင်းဝဲဖြစ်သွားပြီလေအချက်တွေအများကြီးပဲအစိမ့်မုတ်ဆိုတာလေအဲ့လိုမျိုးလေးတောင်းမုတ်လေးအဲ့ဒါကိုလည်းအခန်းထဲမှာစတန်းမိုက်ထည့်တာဗိုက်စာလဲဆိုလို့ရှိရင်အဲ့ဒါလေးပဲစားလိုက်တယ်အဲ့မမစားရဝဲချနေ ။တနေ့ကိုလို့ပေါင်မုံပေါင်မုံနဲ့အဲ့လိုမျိုးပေါ့နော်။ပေါင်မုံသုံးချက်လောက်စားပါလို့ရှင်းပြရင်လို့စားရမယ်ပေါ့နော်။ပေါင်မုံသုံးချက်စားမယ်။ထောပတ်တွေပဲထည့်ချင်လဲထည့်လို့ရတယ်။အဲထည့်ကျင်လဲထည့်လို့ရပြီးမှဝမ်းလုံးစေးနဲ့ပြန်ပြီးတော့ချလိုက်ပေါ့နော်ကိုစားကျင်တာတော့စားရမယ်မရဘူးပြီးဝမ်းလုံးလိုက်ရနောက်နေ့ကျလို့ရှိရင်နောက်တော့ပေါင်မုံသုံးချက်ရပေါင်မုံသုံးချက်ထောပတ်တောက်ပြီးတော့စားရပေါ့နော်နောက်ရက်တွေကျလို့ရှိရင်စတော်ဘယ်ရီကိုသုံးချက်တောက်ပြီးတော့စားရအဲ့တော့ပေါင်မုံသုံးချက်စားရနောက်တစ်ခါကျတော့ ငါပြောသည်သုံးလုံးစားတယ်ပြီးတော့ချက်ဦးသုံးလုံးစားတယ်လို့ပုံနေကိစားအင်းပေါ့ချက်နေကိစားဆိုလို့ရှိရင်စားရလေချက်သားရင်ကိုနှစ်မျိုးချက်ခိုင်းထားတယ်ချက်ကြော်ချက်ကြော် special စားတယ်ပြီးတော့ချက်ချက်သားနဲ့ပတ်သက်ပြီးတော့ဟင်းတစ်မျိုးမျိုးပေါ့နော်အာလူးနဲ့ရောမလားချက်သားရွယ်ချက်မလားရွှေပြုံစီနဲ့ရောမလားအဲ့ဒါကိုစားရ share စားတယ်ပြီးရင်ချက်သားကြော်တွေထိုင်စားနေရအဲချက်သားကြော်ထိုင်စားတယ်ခမင်းမစားဘူးပြီးတော့ဟိုဗါလဲပေါက်ပေါက်လေးပေါက်ပေါက်တွေကိုအဲ့လိုမျိုးတနေကုန်ထိုင်စားနေရ အဲ့ဆိုတော့စောင်းမွားတော့ဝိတ်ထိန်လိုက်တာပေါ့နော်အဲ့ညနေပိုင်းကျတော့အဲ့လိုရှိတဲ့ကိုချက်ထားတဲ့ဟင်းနေရပဲလေအဲ့ဒါကိုပဲဟိုရေလေးပါလေးပြန်ရောပြီးတော့ခြင်ဟင်းပေါ့နော်အဲ့လိုမျိုးပဲစားလိုက်တယ်ထမင်းတစ်စုံလောက်တော့ထည့်လိုက်တယ်ထမင်းကတစ်စုံလောက်တစ်တောင်းစားညနေပိုင်းကျတော့တစ်တောင်းစားလို့စားလိုက်ရတာမနေ့ပိုင်းကျတော့ရှင်မီမလေးလို့စားပါတယ်လို့ ဘယ်လိုဘယ်လိုပြောရမလဲဆိုတော့သူတို့လည်းမှားအဲဖောက်ဖက်တွေကိုအခုအရန်နေမထဲနဲ့လို့သုံးချက်မှဆိုတစ်ချက်ပဲထဲလို့ကြံတဲ့နှစ်ချက်ကိုဒီတိုင်းပဲစားမယ်ပေါ့နော်စတော်ဘယ်ရီကိုထည့်ရင်ထည့်ပေါ့အဲ့ဒါပြောတာသူတို့ကတော့ကိုစားသလိုပဲသူတို့လည်းလိုက်စားရတာပဲအဲ့ဘယ်လိုပြောမလဲထောက်ဖက်တွေကအရန်ကြိုက်တော့လေအဲ့ထောက်ဖက်တွေကိုနည်းနည်းရှော့ပြီးမှပြောတာလေဟုတ်တယ်အဲ့အိမ်အားလူတွေတာဝန်ရှိတယ်သူတို့ထောက်ဖက်တွေကိုလေ ထောက်ပံ့ကိုမပြတ်စေရအောင်အရန်ဝယ်ရအဲ့ဒါလိုက်မလုံးနဲ့လို့ပြောချင်တယ်ထောက်ပံ့စာစတော်ဘယ်ရီကိုပေါ့နော်စတော်ဘယ်ရီကိုစားလို့ရပါတယ်လို့ထမင်းကတော့အများကြီးမစားဘူးတနည်းဟိုဟိုတပကံဆိုတပကံမဲနှစ်ပကံလည်းမစားဘူးသုံးပကံလည်းမစားဘူးတပကံဆိုနှစ်ပကံမဲအဲ့ဒါလေးနဲ့ပဲဝိတ်ထိန်နေရစားအခုပြေးဆက်တော့ပြေးတာပေါ့နော်ဒါပေမဲ့ exercise မသွား6လဖြစ်သွားတယ်ဟုတ်လားပြီတော့အစားနဲ့ပဲထိန်ထားတယ်လောလောဆယ်ဒါပေမဲ့တိတ်မကြခင် exercise သွားလုပ်တော့မယ်အဲနောက်နှစ်ရက်လောက်ဆို exercise သွားလုပ်တော့မှာ အဲ့တော့ကြာလို့ရှိရင်မော်ရယ်ဂဲလို့ဖြစ်အောင်လုပ်ရမယ်ကီမီကောက်ကိုလုံးအသားရည်ဟာဟုတ်တယ်မော်လမြိုင်သူတွေမော်လမြိုင်သူတွေကအသားရည်လာတယ်ဒါတော့မှအဲ့လိုဖွဲ့ပွဲတွေတခါလုပ်ပြီးရင်လေတပ်ပလီမှဖြစ်ဖြစ်သွားတယ်သူများရည်ဆိုအဲ့လောက်မဖြစ်ဘူးစောင်းတော့ရင်စောင်းရသားဆိုဒီလိုမျိုးတွေဒီလိုမျိုးလုပ်လိုက်ရင်လည်းရဲသွားတယ်အဲ့လိုမျိုးချက်ချင်းကလမဖြစ်သွားတယ်ဖွဲ့ပွဲတခါလုပ်ပြီးကလမဖြစ်တယ်အဲ့ဒါကိုကိုကိုသားကိုကိုကယူဆရတာပေါ့နော် အော်ထမင်းမစားဘဲနဲ့ဝိတ်လျှော့တာလားအော်မလုံးနဲ့လို့တမနဲ့တော့ရှင်ပရင်လို့စားပါလို့ညနေစားကြမှာပဲတောင်းစားလို့စားပါလို့ပြောချင်ပါတယ်ပြီးတော့ဝိတ်အရင်လျှော့တဲ့ချိန်ကြလို့ရှိရင်လည်းတုံးတလို့လို့ဘာလို့မူးတလို့လို့အဲ့လိုမျိုးဖြစ်တယ်ပေါ့နော်အဲ့ဒီချိန်ကြလို့ရှိလို့ရှိရင်တော့ထမင်းကိုပြန်စားပေါ့နော်တရက်နှစ်လောက်ပြန်စားပါလို့နောက်တစ်ခါကျနွားနို့မြများတောက်ပါလို့ပြောချင်ပါတယ်မပြောသေးတုံးလုံးနဲ့ချုပ်တုံးလုံးကတော့အမြဲတမ်းစောင့်တာအဲ့ဗိုက်စားရင်အဲ့ဒါတွေပဲထိုင်စားလိုက်တော့ အဲ့ဒါဆိုရှင်ဝေးလျှော့လို့ရရဲကျမိုင်နဲ့လည်းညီညွတ်တယ်အားစီတလုံးတောက်ပေါ့နော် အားစီတလုံးကတော့တောက်ပါလို့အဲတောင်းတလို့လို့ရင်းတလို့လို့ဖြစ်လာလို့ရှိလို့ရှင်တော့ထမင်းပြန်စားပါလို့နှစ်ရက်လောက်ပြန်စားလိုက်ပါပြီးရင်ပြီးရင်တော့တနက်ပဲ ever တနက်ပဲစားကျမတို့က ever တနက်ပဲစားသူစင်းရဲမာဖြစ်သွားတယ်ဝေးချချင်တာပါလို့အမားတွေကပြောထားအမေထမင်းတနက်စားအောင်စွတ်စွတ်ထားပေးလို့သူတို့ကကိုယ်စားစားနေတာလေ ကိုကိုရဲ့ရင်းနေသူတို့စားနေရဆိုသူတို့သူတို့ကိုရဲ့တနက်စားသူတို့ဆွဆူလာပေးလို့ပြောရမယ်။ဟောမမစားရလဲအလုံးအလုံးကိုယေရှုတင်ပါတယ်လို့ကိုရဲ့ပိန်ဝါးနီလန်လေးကိုမျှဝေပေးတာပါ။ချက်တပြည့်သက်တွေလည်းသုံးကြည့်ပါလို့ပြောချင်ပါတယ်ဟုတ်